thank you င်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ကမြန်မာပြည်သူတွေပေါ်အကြမ်းဖက်မှုတွေချက်ချင်းရတံပိုးအမေရိကန်ထက်မှန်တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်တပ်ကမြန်မာပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရတံပိုးအမေရိကန်အကြီးအကဲအရာရှိတအုပ်ကထက်မှန်ပြောဆိုလိုက်ပါတယ်ကမ္ဘောဒီးယားနိုင်ငံမှာ AB 22ရက်ကကျင်းပတဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာအမေရိကန်ပြည်ထောင်စုအရှိအာရှနဲ့ပစိဖိတ်ညီအစ်ကိုအကြီးအကဲအရာရှိအိုနီကမြန်မာစစ်ကောင်စီအနေနဲ့ကိုရင်ပြည်သူတွေ ပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရတန်းဖို့မတရားဖန်ဆီးခံရသူတွေကိုလွတ်ပေးဖို့နဲ့လူသားချင်းစာနာမှုလိုအပ်နေသူတွေစီအဟန့်စားမရှိအကူအညီပေးနိုင်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါအပြင်အမေရိကန်ပြည်ထောင်စုကအာဆီယံသဘောတူညီချက်၅ရက်နဲ့အညီမြန်မာနိုင်ငံဒီမိုကရေစီစင်စစ်လမ်းကြောင်းပေါ်ရောက်ရှိဖို့အာဆီယံနဲ့အနီးကပူးပေါင်းဆောင်ရွက်နေတယ်လို့အကြီးတန်းရာရှိအိုနီကအလေးပေးပြောကြားပါတယ်။နောက်ပြီးမလ28ရက်လောက်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာအသက်ဆုံးရှုံးခဲ့ရသူတွေအတွက်ဝန်ထဲကြောင်းပြောကြားခဲ့ပြီးအမေရိကန် ပြည်ထောင်စုအနေနဲ့ရှေ့လာမယ်ပြန်လည်ထူထောင်ရင်းရရှိကာလအတွင်းမှာလည်းလူသားချင်းစာနာမှုဆိုင်ရာဂျိုပန်မိုရီကိုပံ့ပိုးကူညီဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့ဦးနီးကပြောဆိုခဲ့ပါတယ်။ အဲ့ဒီအမေရိကန်အာဆီယံဆွေးနွေးပွဲကိုစစ်ကောင်စီရဲ့အမြဲတမ်းအတွင်းဝင်တင်ရောက်ခဲ့ပြီးအာဆီယံနဲ့အမေရိကန်နိုင်ငံတို့ရဲ့ဖြစ်ပေါ်တိုးတက်မှုတွေအပါအဝင်ဒေသရင်းနဲ့နိုင်ငံတကာကြီးရာကိစ္စရပ်တွေအာဆီယံအမေရိကန်ဘတ်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုအကောင့်ထေဖော်ရဲလုပ်ငန်းအစီအစဉ်နဲ့ဆောင်ရွက်ချက်တွေအာဆီယံအမေရိကန်ဘတ်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာဆောင်ရွက်ချက်တွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့စစ်တပ်ကပြည်သူလူထုပေါ်အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့အမေရိကန်ကတောင်းဆိုထားတဲ့အချက်တွေကိုတော့ထည့်သွင်းလာမှာ တွေ့ရဘူးလို့ဆိုပါတယ်ဆက်လက်ပြီးမြန်မာငွေလင်းပေးအတွက်ဂျာမနီကဒေါ်လာ2တန်းခွဲထပ်မံကူညီမယ်ကြောင်းတင်ဆက်ပေးပါမယ်မြန်မာငွေလင်းပေးအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီဖြင့်အမေရိကန်ဒေါ်လာ1.5တန်းထပ်မံပေးအပ်မယ်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကထုတ်ပြန်ပါတယ်ဒီရဲကဒေါ်လာ1တန်းကိုမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF ကိုပေးသွားမှာဖြစ်ပြီးကျန်တဲ့1.5တန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဖက်အဖွဲ့အစည်းတွေကနေတဆင့်ပေးအပ်မယ်လို့ဆိုပါတယ်ဂျာမနီနိုင်ငံက 2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနအူအကူအညီအမေရိကန်ဒေါ်လာ10တန်းပေးရခဲ့ပါတယ်ဒီလေက9.5တန်းကို MAH4 တိုက်ရိုက်ပေးရခဲ့တာဖြစ်ပြီးကမ္ဘာကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးရန်တရား UN Central Emergency Relief Fund တို့ကိုပေးအပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ် ။ဂျာမနီနိုင်ငံအနေနဲ့ငလင်အပီးနဲ့မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားရေးတွေကိုကာလရှိကြဆက်လက်ကူညီပေးသွားမယ်လို့ထုတ်ပြန်ကြမှာပါရှိပါရယ်။နောက်ထပ်တပုတ်အနေနဲ့ငလင်ကြောင့်လူတရာကြောင့်ပျောက်ဆုံးနေစေဖြစ်ကြောင်းစစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ဧပြီလ22ရက်နေ့ထိလူပေါင်း114ဦးပျောက်ဆုံးနေစေဖြစ်ကြောင်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ဧပြီလ23ရက်နေ့ထုနိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါရယ်။ငလင်ကြောင့်ဧပြီလ22ရက်နေ့ထိတည်ဆုံသူ 3959ဦးနဲ့ထိခိုက်ဒဏ်ရာရသူ9109ဦးထိရှိလာတယ်လို့ဆိုပါတယ်။ပြည်ရင်းပြည်ပလူမှုကွန်ရက်အဖွဲ့တွေကရှာဖွေကယ်ဆယ်ရေးတွေကိုဆက်လက်လှုပ်ဆောင်နေပြီးအပိလာ22ရက်နေ့ထိလူပေါင်း653ဦးကိုအသက်ရှင်လျက်ကဲထုံနိုင်ခဲ့တယ်လို့တည်ဆုံသူ969ဦးရဲ့ရှုပ်လောင်းတွေကိုရှာဖွေပြီးနိုင်ခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မလ28ရက်နေ့ကငလင်တန်ကိုအဓိကကြုံခဲ့ရတဲ့မန္တလေးစကိုင်းဘကူမကွေးရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာနောက်ဆက်တဲ့ငလင်ငယ်တွေပါဆက်တိုက်ကြုံနေရတာ တာပါစစ်ကောင်စီမိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရဧပြီလ22ရက်နေ့ထိနောက်ဆက်တွဲငလင်းလှုပ်ခတ်ခဲ့တဲ့ငလင်း150ကျော်ရှိနေပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းငလင်းလှုပ်ခတ်မှုအပြီးလူဦးရေ၄တသမ3သန်းကျော်ကတန်ရှင်းနေရှိနေအကူအညီတွေအရေးပေါ်လိုအပ်နေရလို့ကုလသမဂ္ဂကပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်နောက်ထပ်တစ်ပုဒ်အနေနဲ့ထိုင်းမှာဖမ်းဆီးခံရပြီးပြန်ပို့ခံရတဲ့လူသားတွေကိုစစ်သားစုဆောင်မှုမှာမပါဝင်ကြဖို့မြိတ်လုပ်ငန်းရှင်တွေကိုပါကဖားတတိပေးတဲ့ ောင်းတင်ဆက်ပေးပါမယ်။ထိုင်းမှာဖမ်းဆီးခံခဲ့ရပြီးပြန်ပို့ခံရတဲ့မြန်မာလူသားတွေကိုစစ်ကောင်စီကစစ်သားစုဆောင်ပြီးစစ်တပ်ပို့ဆောင်မှာမြိတ်မြို့မှာခရိုနီလုပ်ငန်းရှင်များအနေနဲ့ဆက်လက်ပူးပေါင်းခြင်းမပြုဘဲမြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖမှာတတိပေးလိုက်ပါတယ်။စစ်ကောင်စီနဲ့ပူးပေါင်းနေရဆိုတဲ့မြိတ်မြို့မှာလုပ်ငန်းရှင်များစွာတီတာအုပ်စုငွေစင်အုပ်စုထူးထူးတို့အုပ်စုကိုဝင်းလင်းအုပ်စုစသူတို့ကလှိုင်းဖြူလီများနဲ့ထိုင်းမှာငါးဖမ်းခံရပြီးပြန်ပို့တဲ့မြန်မာနိုင်ငံသား2500ဦးကစစ်မှုရန်တင်နှံများကိုပို့ဆောင်ခဲ့ ရာမှာစစ်ကောင်စီကိုကူညီခဲ့ကြောင်းမြိတ်ပါကဖကအေပီလာ22ရက်နေ့မှာထုတ်ပြန်ပါတယ်။ 2500ခန်းကစစ်မှုရန်ဥပဒေထုတ်ပြီးစတင်ဖမ်းဆီးစဉ်ကနေအခုနောက်ဆုံးဒီကော့တောင်းမှာလက်ရှိဖမ်းဆီးစုဆောင်ထားတာရှိသေးတယ်လို့သိရပါဗျ။အဲ့လူတွေက2500ထဲမှာမပါသေးဘူးလို့စစ်မှုရန်တင်းနှံတွေကိုပို့ဆောင်ခံရတယ်မြန်မာရွှေပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီးမြင်းမြို့နယ်ပါကဖာမှာတာဝန်ရှိသူတောက်ကပြောကြားခဲ့တာပါ။တတိပေးစာပါခရိုနီလုပ်ငန်းရှင်လို့ဆိုတဲ့တီတာအုပ်စုငွေစင်ရအုပ်စုထူးထူးတို့အုပ်စုကိုဝေလင်းအုပ်စုစသူတို့ကစစ်ကောင်စီရဲ့ချောဆွဲခံရခြင်းကြောင့်အခုလို့စစ်မှုရန်စုဆောင်ခံရသူတွေကိုပို့ဆောင်ပေးနေခြင်းနဲ့၎င်းတို့ကိုယ်တိုင် ်စစ်ကောင်စီနဲ့တက်တက်ကြွကြွပူးပေါင်းပါဝင်နေခြင်းဟုတ်မဟုတ်ဆိုတာကိုတိတိကျကျမသိရသေးဘူးလို့ပါကဖာတာဝန်ရှိသူကဆိုပါတယ်။လက်ရှိမှာအဆိုပါလုပ်ငန်းရှင်အုပ်စုကထိုင်းအာဏာပိုင်တွေကစစ်ကောင်စီနဲ့ချိတ်ဆက်ပြီးရှနောင်းမတဆင်ကော်သားမျိုးကိုဖမ်းဆီးကမ်းမြန်မာနိုင်ငံသားတွေကိုပြန်ပို့လျက်ရှိရာအဲ့ဒီလုပ်ငန်းရှင်တွေကဖမ်းဆီးပြန်ပို့ခံရသူတွေကိုကော်သားမတဆင်မြေမျိုးကို၎င်းကျုံးစုရီတက်ကို၎င်းပလောက်တမ်းမြင့်လေးချင်းအကြောင်းကို၎င်းအတုတ်ခွဲပြီးပို့ဆောင်နေတာဖြစ်ကြောင်းသတိပေးစာမှာဖော်ပြပါတယ်။သတိပေးစာမှာရေးထားသလိုစစ်ကောင်စီ ခိုင်းတာကိုမလုပ်ဘဲမပူပေါင်းဘဲရှောင်ကျဉ်ဖို့နဲ့မလိုက်နိုင်ထိရောက်တဲ့အရင်းယူမှုတွေခံရမှာဖြစ်တယ်လို့မြင်းမြို့နယ်ပကဖမှာတာဝန်ရှိသူတောင်းကစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့လုပ်ငန်းရှင်တွေနဲ့ဆက်လင်းပြီးမှတ်ချက်ပေးပါတယ်ပကဖထုတ်ပြန်တဲ့သတိပေးစာမှာလည်းစစ်ကောင်စီနဲ့ပေါင်းပြီးစစ်မှုထမ်းအကောင်စီရေးလိုက်ပါလှုပ်ဆောင်နေတဲ့ခရိုနီလုပ်ငန်းရှင်တွေအနေနဲ့စစ်ကောင်စီရဲ့လိုကြားဆက်လက်လုပ်ကိုင်ခြင်းမပြုကြဖို့ရကူးစာထုတ်ချိန်ကစပြီးတာမြင်လိုက်ပြီးလိုက်နာခြင်းမရှိပါကပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ် နောက်ထပ်တပုတ်အနေနဲ့အပြည့်ရဲ့တက်တန်းတိုးတဲ့နေမှာစစ်ကောင်စီက PNNO ဌာနချုပ်နေမြေကိုလက်နက်ကြီးနဲ့စေချင်းကပစ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကအပြည့်ရဲ့မယ်လို့ထပ်မံတက်တန်းတိုးကြီးညာတဲ့နေမှာဌာနချုပ်နေမြေကိုလက်နက်ကြီးနဲ့စေချင်းကပစ်ခတ်ခဲ့ကြောင်းပို့အမျိုးသားလူမျိုးရေးတက်မတော့ PNN လေးပြောရေးဆိုခွင့်ရှိသူခွန်ရင်းရန်က ပြောပါတယ်။စစ်ကောင်စီက AB 2ရက်မှ22ရက်ထိအပြည့်ရဲ့စေမယ်လို့ကြီးညာထားတဲ့ပြင် AB 23ရက်မှ30ရက်ထိအပြည့်ရဲ့မယ်လို့ထပ်မံတက်တန်းတိုးကြောင်းကြီးညာခဲ့ပါတယ်။ဒါပေမဲ့အဲ့ ိလိုကြင်ညာတဲ့ AP 2ရက်22ရက်မှာပို့အမျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL လိုဌာနချုပ်နေမြေကိုလက်နက်ကြီးနဲ့ဆယ်ကျင်းပစ်ခတ်ခဲ့တယ်လို့ခွန်ရင်ရန်ကပြောပါတယ်စစ်ကောင်စီကသူတို့အပြစ်ခတ်ရဲဆဲထားတယ်ဆိုတော့ကြင်ညာထားတဲ့နောက်ဆုံးရက်ပြီးတော့လကောင်တီသူတို့ထပ်မံတက်တန်းတိုးတဲ့ရက်အဲ့ဒီရက်မှာပဲသူတို့ကကျွန်တော်တို့ဌာနချုပ်ဧရိယာမှာရှိတဲ့ကျင်းရွာတွေကို87မမာရီပြီးတော့ဟာဝန်ဆောင်လက်နက်ကြီးတွေတုံးသက်ပြီးတော့မှပစ်ခတ်တိုက်ခိုက်တယ် အနည်းဆုံး10ကျင်းပောက်ကွဲရလည်းရှိရဲမပောက်ကွဲရလည်းရှိရဲပြည်သူလူထုရဲ့အိမ်တချို့ထိခိုက်တယ်လူထိခိုက်မှုတော့မရှိဘူးလို့ခွန်ရင်ရင်ကပြောပါတယ်မြင်းကလေးလှုပ်ပြီးနောက်ပိုင်းပအိုဒေတာမှာလူသေးဆုံးမှုအပါအဝင်ပြည်သူလူထုထိခိုက်ဆုံးရှုံးမှုတွေကိုစာနာတဲ့အနေနဲ့တော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်ခြင်းစီးအပြင်းဆင်ခြင်းမပြုလုပ်တော့လဲစစ်ကောင်စီကတိုက်ခိုက်မှုတွေလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်ဒီလုံရက်တွေကတေချာကြည့်လိုက်ရင်စစ်ကောင်စီကကျွန်တော်တို့ဒေတာမှာပဲမဟုတ်ဘူးတခြားဒေတာမှာလည်းအပြစ်ရထားတယ်ဆိုပြီးဘုံနေကျဲတဲ့ကလေးတငယ်ကအစားတေဆုံးရတယ်ဆိုတဲ့ ဟာတွေတွေ့ရတယ်။ဒီအရုပ်ကြည့်ခြင်းအပြင်စစ်ကောင်စီကငြင်းချမ်းမှုတည်ငြိမ်မှုကိုတကယ်လိုလားတာမဟုတ်ဘူးဆိုတာတွေ့ရတဲ့အနေအထားဖြစ်တယ်လို့ခွန်ရင်းရန်ကပြောပါတယ်။ April 22ရက်မနက်၈နာရီမှ၁၇နာရီထိအမြင့်တိုက်ပွဲမှမရှိဘဲစည်ရင်းလှုံရှားခြင်းမရှိဘဲ PNL လိုဌာနချုပ်အေရီယာရှိကျေးရွာများနဲ့နောင်ထောင်ကျေးရွာကိုလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ဓာတ်ပုံမတန်တဲ့သူဖော်ပြပါတယ်။စစ်ကောင်စီကရခိုင်ကလည်း PNL လိုဌာနချုပ်အေရီယာကိုလက်နက်တိုက်လေယာဉ်များနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။